ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့အခုလိုရုံပေးရတဲ့ကြားထဲကနေပြီးတော့ကျမတို့မီဒီယာအချိန်ပေးပြီးဖြည့်ကြားပေးရအတွက်ကျေးဇူးတင်ပါရှင်ဟုတ်ကဲ့ဗျာပထမဆုံးမေးခွန်းလေးရတော့ဗောနော်ဒီပြည်ခိုင်ပြိုးပါတီရဲ့တရုတ်နိုင်ငံခီးစဉ်ဟာဘယ်လိုမျိုးခီးစဉ်ဖြစ်မလဲဘယ်လိုအကြောင်းအရာတွေပါဝင်နေလဲဆိုတာဖြည့်ကြားပေးပါရှင်ကျွန်တော်တို့ဒီဒီခိုင်ပြိုးဗောနော်ပြည်တော်စုတန်ခိုင်ရဲ့ဖွံ့ဖြိုးပါတီကနေပြီးတော့ဒီကိုယ်စားလှယ်နှစ်ယောက်ဗောနော်နှစ်ယောက်ကနေပြီးတော့ဒါတရုတ်ပြည်သူသဘောနိုင်ငံခေါ်တာဗောနော်တရုတ်ပြည်သူသဘောနိုင်ငံဒီ CPC လို့ခေါ်တဲ့ China Communist Party ကနေပြီးတော့ဖိတ်ကြားရဲရဒါမေလ20ရက်နေ့ကပြီးတော့28နေ့ထိကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံဟိုကျွန်တော်တို့သွားရောက်လေ့လာရေးအနေနဲ့တော့တော့ဆွေးနွေးပွဲတွေတက်ခဲ့တဲ့အနေအထားကိုရှိပါတယ်ကျွန်တော်တို့ကတော့ပထမတော့ဖိတ်ကြားတဲ့ဟိုဟာတော့ဒါတရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အင်းဒီချင်းနိုင်ငံတွေနောက်တစ်ခါကျတော့သူ့ရဲ့ဒီအာရှတိုက်ရဲ့အလေပိုင်းပေါ့နော် Central Asia နိုင်ငံတွေမှာရှိတဲ့နိုင်ငံတွေနောက်တစ်ခါကျတော့ Asia အန်ဒီဒီအာရှတက်ရဲ့မြောက်ဖက်ပေါ့နော်နဲတောင်ဘက်မှာရှိတဲ့အဲနိုင်ငံတွေကနေပြီးတော့နိုင်ငံရေးပါတီတွေကိုသူကနေတော့ဖိတ်ကြားတာပေါ့ဖိတ်ကြားတဲ့အခါမှာသူရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ပြည်သူသမ္မတနိုင်ငံမှာကွန်မြူနစ်ပါတီနဲ့အဲခုနကသူဖိတ်ကြားတဲ့နိုင်ငံတွေကပါတီတွေကြားဒါယုံကြည်မှုတွေကိုမာပြွာ ဒီ strategic mutual trust ခေါ်တော့ဗောဒါမျိုးလေးတွေကိုတိဆောက်ဖို့ဗောเนาะနောက်တစ်ခါကျတော့နောက် user တကူကတော့သူ့ရဲ့ဒါတေယုပြည်သူသမရနိုင်ငံမှာရှိတဲ့ဒါ CPC ရဲ့ဒါဒီဥဆောင်မှုအောက်မှာတေယုပြည်သူရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုလေ့လာဖို့နောက်တစ်ခါကျတော့သူ့ရဲ့ပါတီရဲ့ဒါပြည်သူဗိုလ်ပြုဒီဆောင်ရွက်မှုတွေကိုရှားပါတီကနေပြီးတော့ဟိုလေ့လာပြီးတော့မှဒါသူတို့ ကျွန်တော်တို့ရဲ့ပါတီရှင်တက်ရောက်လာတဲ့ပါတီရှင်ချင်းပေါ့နော်ဒါနိုင်ငံကျိုးတော်ကိုသက်ဆိုင်နိုင်ငံကျိုးတော်တော်လည်းကောင်းပါတီရှင်ဒါရင်းနှီးမှုရအောင်အတွက်တော်လည်းကောင်းဒါရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်လိလာရေးခီးတွေကိုအရင်စပြုပြီးတော့မှနောက်ဆွေးနွေးဝဲတွေကိုနောက်ပိုင်းကျွန်တော်တို့ဟိုတက်ရောက်ပြီးတော့ဆွေးနွေးကြတာရှိပါတယ်ဒီခီးစဉ်ထဲမှာပေါ့နော်နိုင်ငံရေးဆွေးနွေးမှုတွေအပြင်တရုတ်နိုင်ငံရဲ့ဘလိုမျိုးတွေဘလိုနေရာတွေရောလေးလာခွင့်ရခဲ့ပါသလဲရှင်အကယ်လို့ပါတီအနေနဲ့တော့ပေါ့နော်ဘလိုအကြောင်းအရာတွေကိုများဆွေးနွေးခဲ့ရသလဲရှင် အဲ့တော့ကျွန်တော်တို့ကတော့ဟိုခီးစင်မှာအဲခုနပြောသူပေါ့နော်သွားတဲ့ဟိုကသူကအဲကျွန်တော်တို့ကဒီရှန်ဟိုင်းပေါ့နော်ရှန်ဟိုင်းမြို့ကိုအရင်သွားရတယ်အရင်သွားရတယ်ရှန်ဟိုင်းမြို့မှာကတော့ကျွန်တော်တို့သူတို့ရဲ့အဓိကအဲလေးလိုက်ခီးစင်မှာဆိုလို့ရှိရင် ကျွန်တော်တို့သူရဲ့ community center ပေါ့နော်ပြည်သူတွေဘိုးပြူထားတဲ့ center တွေပေါ့နော်နောက် civic center လို့ civic center လို့လည်းခေါ်တယ်ပေါ့နော်အားလုံးတော့ ြည်သူလူထုတွေနေတဲ့အပေါင်းဝင်ကျင်တိုင်ဝမ်တမှာပဲသူတို့ရဲ့ China's Communist Party ရဲ့ယုံလေးတွေဖွင့်ထားပြီးတော့ဒါသူတို့ရဲ့ဒီဆောင်မှုအတိုင်းပေါ့နော်ပြည်သူထာမပေါ့ from the people ပေါ့နော်နောက်ပြီးတော့ by the people ပြည်သူနဲ့သူ for the people ပြည်သူအတွက်ကိုဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေကိုလေ့လာတော့အဲ့ဒီ center တွေကိုအခြေပြုပြီးတော့မှဒါသူတို့ကဒီတိုင်းပြည်ရဲ့ဒီဥတီပြည်အထီကိုပြည်သူတွေရဲ့ချီးရနေလာတဲ့ ဒီအတန်နေသူတွေအကြံပြုချက်တွေကိုပညာရှင်တွေဥတီပိုင်းဆိုင်ရာပညာရှင်တွေနဲ့ပေါင်းဆက်ပြီးတော့မှသာသူတို့ရဲ့ပါတီကေတာတွေကနေပြီးတော့ပြည်သူလူထု ဟိုဒီကနေပြီးတော့တောင်းခံပြီးတော့မှအထက်အဆင့်ကိုတင်ပြပြီးတော့ဥတွေပြွေဥတွေပြင်ဆင်ရေးတီကိုဆောင်ရွက်တဲ့လုပ်ငန်းမျိုးတွေကိုလည်းလေ့လာရတယ်။နောက်တစ်ခါကျတော့ဒါပြည်သူလူထုတွေကိုအခြေပြုတယ်ဆိုတော့ခါကျတော့ပြည်သူလူထုတွေအများစုအပန်းဖြေတဲ့နေရာမျိုးပေါ့နော်။ဟိုမှာဒီဇေဝစင်တာတွေရှိတယ်။အဲဒီ recreation center လို့နေရာမျိုးတွေမှာလည်းသူတို့ဟိုရုံးနေတာမျိုးဖွင့်ပြီးတော့ဆောင်ရွက်တာရှိတယ်။အဲနောက်တစ်ခါကျတော့သူတို့ကပါလဲဆိုတော့ခါကျတော့ပြည်သူဟိုဒီလူတွေလူမှုစီးပွားရေးဘဝကိုပါအထောက်အကူပြုတဲ့အနေနဲ့အဲဒါပါတော့ဒီ on ဒီလမ်း ပေါ်မှာအဓိကသွားပြီးလှူရှာတယ်ဥပမာ delivery ပေါ့နော်ကျွန်တော်တို့ဒီမှာ food panda တို့ပါတို့လိုမျိုး delivery လုပ်တဲ့လူတွေမျိုးပေါ့ဒါဆိုသူတို့ကနန်းပေါ်မှာအဓိကသွားပြီးတော့လုပ်နေရတယ်ကြတော့သူတို့အတွက်အဆင်ပြေအောင်ပေါ့နော်ဒီသူတို့ရဲ့အလုပ် company နဲ့ပူးပေါင်းပြီးတော့မှဒီ ဒီကွန်မြူနစ်ပါတီကနေပြီးတော့ဒီလူမှုအခြေပြုစင်တာတွေမှာသူတို့အတွက်ကိုစီစဉ်ပေးထားတာပေါ့ဒါလည်းပြည်သူလူထုကိုစီအိုအေလုပ်တဲ့သဘောမျိုးပေါ့နော်နောက်တစ်ခါကျတော့တခါလုပ်ရင်းနဲ့ကိုသူကပါတီဝင်အင်အားတိုးတက်လာအောင်ပေါ့နော်ဒီပါတီဝင်အသစ်ဖြစ်အဆိုပြုတဲ့ကိစ္စတွေဒါတွေကိုစနစ်တကျသူတို့စဉ်းပြုစုပြီးတော့မှပါတီဝင်ကေတာတွေဖြစ်ဒါမွေးတဲ့အဲဒီဒီလုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်တို့လေ့လာဝင်ရခဲ့ပါတယ်ဒါတော့ပထမဒါအစပြုဆိုင်ပိုင်းမှာပြည်သူအခြေပြု လုပ်ငန်းတွေကို CPC ကနေပြီးတော့ဒါကျွန်တော်တို့ ဟိုသွားရောက်လေ့လာခွင့်ရတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီခီးစင်မှာသူတို့ကဒီတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ CPC Communist Party ကနေပြီးဖိတ်တာကျွန်တော်ကမူဝါဒကိုသွားလေ့လာတာမဟုတ်ပါဘူး ော်တို့ကသူတို့ရဲ့ပြည်သူအခြေပြုကိစ္စတွေကိုသူတို့ကလည်းသူတို့ပြည်သူအခြေပြုနဲ့ပြည်သူနဲ့သူဘယ်လိုဆောင်ရွက်လဲဆိုတော့အဓိကလေ့လာခဲ့ခြင်းဖြစ်ပါတယ်နောက်ခါကျတော့ကျွန်တော်တို့တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ CPC ရဲ့ပထမဆုံးဒီစတင်ဝေးဖွားခဲ့တယ်ပေါ့နော်ဒါဝေးဖွားခဲ့တယ်ပထမဆုံး Congress ပေါ့နော်ဒါအဲ့တော့ဒီမော်စီတုံးပေါ့နော်သူရဲ့ခေါင်းဆောင်မော်စီတုံးတို့ဟိုအပရာဆုံးလုတ်ခဲ့တဲ့နေရာလေးမျိုးတွေကိုလည်းသွားလေ့လာခွင့်ရတယ်ဒါရှိုင်းမှာပေါ့အဲ့ဒီမှာဆိုလို့ရှိရင်လည်းသူတို့ပြတိုက်ဖြစ်ကိုသေချာပြပြပြန်ခန်းနာနဲ့ဒါဆောင် ော်တယ်သူရဲ့ပါတီအခြေပြုတာအစပြုတာကိစ္စရတယ်လို့ကျွန်တော်တို့အနေနဲ့အများကြီးဟိုလိလာခွင့်ရခဲ့ပါတယ်ဒါမှမဟုတ်တစ်ဆင့်ကျွန်တော်နောက်တနေရာ အာပေကျင်းမြို့ပေါ့နော်ပေကျင်းမြို့ကိုကြတော့ဟိုခီးဆက်ပြီးသွားပါတယ်ပေကျင်းမြို့မှာလည်းဒီလိုပါပဲကျွန်တော်တို့အဓိကတော့အဲဒီပါတီအခြေပြုလှရှာခဲ့တဲ့ကျွန်တော်တို့ကိစ္စတွေနောက်တစ်ခါကျတော့ပါတီဒီကွန်ဂရက်စီပေါ့နော်တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီးရှီကျင်ဖင်ရဲ့လမ်းညွှန်မှုရဆောင်ခဲ့တဲ့ဒါ CPC ရဲ့ဒီ International Department ပေါ့နော်သူရဲ့ Department တည်ရှိရနေရပေါ့နော်ဒါသူတို့ရှင်မှာတော့အကြီးကြီးတွေပေါ့ဒီအဆောက်အဦတွေကစီဝေးခမ်းမတွေလေ့လာစရာတွေပေါ့ပြတဲ့ဒီ museum တွေပေါ့သူတို့ရဲ့တမိုင်းပါတီရဲ့တမိုင်းဖြစ်စဉ်တွေကို ခုစစရဲ့ပါတီအထွေထွေမှုလုပ်ခဲ့တဲ့ပါတီခေါင်းဆောင်နေပေါ့နော်အာဟိုမော်စီတုံးလက်ထက်ကနေပြီးတော့ချွေရိုင်းနောက်ပြီးတော့ဒီကျွန်တော်တို့အဲဒီတိတ်ဆောင်ပင်းနောက်တော့ဟူဂျင်တောင်းအဲဂျန်စီမင်းအဲဒါမျိုးခုတမလာကြီးချစ်ချင်းအထီကို ပြတိုက်ထဲမှာပေါ့နော်မြူဇီယံထဲမှာသူတို့ကနေပြီးပြတိုက်ပြီးတခြားစင်တကြထားတာတွေလေ့လာခွင့်ရခဲ့ပါတယ်အဲပြီးတဲ့အခါကျတော့မှကျွန်တော်တို့ကဒါနောက်တည့်ရက်မှာတော့ဒီနိုင်ငံရေးပါတီတွေနဲ့ဒါသူရဲ့အဓိကဒီ forum ရဲ့ဒီခေးစဉ်အဓိကအဲခေါင်းစဉ်ဖြစ်တဲ့ဒါကျွန်တော်တို့ဒီဒီ CPC ကနေပြီးတော့အင်းဒီယားချင်းနိုင်ငံရှိတဲ့ပါတီတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့ dialogue ပေါ့နော်ဒါတွေကိုလည်းသူရဲ့ congress ခမကြီးတွေမှာကျွန်တော်တို့ဟိုဆောင်ရွက်ခဲ့တာရှိပါတယ် အဲအဲ့ဒါလေးကိုကျွန်တော်တို့တွေပါတီကနေပြီးတော့ကျွန်တော်တို့တူတောက်တာတောင်းဆိုနေတာကျွန်တော်နှစ်ယောက်ပါဝင်တက်ရောက်ပြီးတော့ဆွေးနွေးဝင်ရတယ်အမြင့်ချင်းဖလှယ်ဝင်ရခဲ့တယ်။နောက်လာကြသူတို့ရှိကနေပြီးတော့ဒါပါတီချင်းချင်းကျွန်တော်တို့ဟိုကိုယ့်ရဲ့ဆောက်တည်ရေးရှာပေါ့နော်အာဆီယံ နိုင်ငံမှာရှိတဲ့ပါတီတွေကမကဘူးဒီ Central Asia မှာရှိတဲ့နိုင်ငံပါတီတွေနဲ့လည်းတွေ့ဆုံပြီးတော့ဒါပြောခွင့်ရပါတယ်အထူးသဖြင့်တော့ဒီဒီ Asia ပါတီပါတီများဆိုင်အညီလာခံပေါ့နော် ICAP ရဲ့ဥက္ကဋ္ဌတွေနဲ့တွေ့ပြီးတော့ဘဝနိုင်ငံအဲအကြောင်းကိုလည်းသူတို့နေလည်းကျွန်တော်တို့ရှင်းပြခွင့်ရရတယ်အနီးတိုင်းနိုင်ငံတွေကပါတီတွေလည်းဗော်မန်နိုင်ငံကြောင့်ရှင်းခွင့်ရရတယ်သူတို့စိတ်ဝင်စားတဲ့မိကုန်းတွေကိုလည်းကျွန်တော်တို့အဲကောင်းကောင်းမွန်မွန်တော့သူတို့ဒါအာယူနားလည်မှုရှိအောင်ကျွန်တော်တို့ရှင်းပြနိုင်တဲ့ခွင့်ရရခဲ့ပါတယ်